ရဲတပ်ကတူကိုဝင်ဖို့အတွက်ចောင်းသားတွေသူတို့ရဲ့မိဘတွေနဲ့နှုတ်ဆက်နေခဲ့ကြပါတယ်။ဂီကာရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ Hero နဲ့ Gee Jun တို့နှစ်ယောက်လည်းပါဝင်နေခဲ့ပြီးចောင်းတက်ဖို့အတွက်သပင်ညက်ရမယ့်အချိန်မှာတော့သပင်တို့သွားမှောက်ကိုစိုးရိမ်နေခဲ့ကြပါတယ်။သပင်ညက်ပြီးသွားတော့သူတို့အားလုံးကိုခဏနေလေ့ကျင့်ရေးဆင်းရမှာမို့အဆောင်တီးတီးကိုပြန်သွားဖို့ပြောရတာကနေသူတို့တွေလည်းအဆောင်ကိုပြန်လာခဲ့ကြပါတယ်။ အဆောင်မှာတော့ဂျေဟိုဆိုတဲ့ပြည်ထရေးရဲ့သားကသူ့အဖေလိုရဲရာရှိတယောက်ဖြစ်ချင်လို့ဒီထဲဝင်လာခဲ့တယ်လို့ပြောပြီးဂီဂျုံကိုလည်းဘာလို့ဝင်လာတာလဲမေးလိုက်တော့ဂီဂျုံတယောက်ပြောစရာစကားမရှိဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနီးပြကနေဝစ်စုံအပြည့်ဝစ်ပြီးကွင်းပြင်စီကို2မိနစ်အတွင်းလာခဲ့ဖို့ပြောတော့အားလုံးလဲဝရုံသုံးပါးနဲ့ပြေးသွားကြရတော့တယ်။ကွင်းပြင်မှာတော့သူတို့ကိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းနေခဲ့ပြီးမနက်ကိုလည်းအစောကြီးလမ်းထားလျှောက်ရပေမဲ့ကျွေးတဲ့ဟင်းကတော့မူချိုကလေးတွေကိုကျွေးတဲ့လောက်ပဲမူဂီဂျုံတယောက်မကြေမနက်ဖြစ်နေပါဗါး။ ဒါပေမဲ့လည်းထမင်းစားဝိုင်းမှာတော့ဟီရိုကကြက်ဥချောင်းကမတန်ရှင်းမှုဆိုပြီးမစားတာနဲ့ဂီဂျွန်လည်းမစားရင်သူစားမယ်ဆိုပြီးကြက်ဥချောင်းကိုစားပစ်လိုက်ပါလေ။အဲ့ဒီနောက်တော့သူတို့တွေကိုကွင်းပြင်တစ်ခုမှာစုခိုင်းလိုက်ပြီးတနာရီအတွင်းတောင်ထိပ်ပေါ်တက်ပြီးပြန်ဆင်းလာရမှာမို့ပြန်ရောက်မလာတဲ့သူတွေကိုတော့အိမ်ပြန်ရမယ်လို့ပြောပါရတယ်။ဒါနဲ့အားလုံးလည်းစာမွေးပွဲအောင်ချင်တာမို့အပြေးလွှားနဲ့တောင်ကိုတက်နေကြတော့မှပဲဟီရိုတယောက်ခြေကောက်ပြီးလဲကျသွားခဲ့တာမို့ဖြစ်သွားတဲ့တငယ်ချင်းတွေကိုအကူအညီတောင်းပေမဲ့လည်းဘယ်သူကမှမကူညီခဲ့ကြပါဘူး။ ဲ့ဒီအချိန်ဂီဂျွန်ပြေးလာတာနဲ့ဟီရိုလဲဂီဂျွန်ကိုသူကကြက်ဦးချောင်းကျွေးထားတာမူအပြင်ကျရင်လဲသားတွေဝဲကျွေးမယ်လို့ပြောပြီးမြူဆွေရကနေအသားမတ်တဲ့ဂီဂျွန်လဲကြောပူတက်ဖို့ပြောလိုက်တော့တယ်။အဲ့ဒီနောက်တော့တနာီထိုးတာတောင်ပြန်ပေါ်မလာကြတဲ့တင်နန်းသားနှစ်ယောက်ကိုနီးပြကစောင့်နေရင်ကြောပူပြီးလာနေကြတဲ့ဂီဂျွန်နဲ့ဟီရိုကိုတွေ့တော့ဘာဖြစ်ခဲ့တာလဲလူမေးပါတယ်။ဒါနဲ့ဟီရိုကအကြောင်းအဆုံကိုပြောပြလိုက်တော့နီးပြလဲမကူညီပဲထွက်သွားတဲ့ဂျန်နဲ့တင်နန်းသားတွေကို သူတို့ရဲတွေရဲ့အဓိကအလုပ်ကအနိုင်ရဖို့မဟုတ်ပဲအားနည်းတဲ့လူကိုကူညီရမယ်လို့ပြောပြီးအကုန်လုံးကိုတောင်းပေါ်နောက်တစ်ချိန်ထက်တခိုင်းလို့ဂီဂျွန်နဲ့ဟီရိုကိုတော့စေပေးကန်းကိုတွားခိုင်းလိုက်ပါတယ်။နောက်တစ်ရက်မှာတော့သူတို့တွေတိုက်ကွန်ဒိုတင်နေကြရပြီးကီရဲရဲ့တားချီဟူကသူကောင်မလေးရနေတဲ့အကြောင်းဂီဂျွန်နဲ့ဟီရိုကိုလာကြွားတော့နှစ်ယောက်သားလဲဘဲကနေရတာလဲမိတာနဲ့အထက်ခံဆိုတဲ့ကလပ်တစ်ခုကနေဖြစ်တယ်ဆိုတာသိရပြီးသူတို့နှစ်ယောက်လဲရီးစားရချင်တာနဲ့ပေါမောက်ခရန်ကိုခွင့်တောင်းလို့ညဘက်အပြင်ထွက်ခဲ့ကြပါတယ်။ ကလတ်ထဲမှာတော့စစ်ကေနဲ့ဖြစ်နေတဲ့သူတို့ကိုပဲကောင်မလေးကမှစိတ်မဝင်စားကြပဲရှောင်ဖယ်သွားကြပြီးကောင်မလေးတယောက်ကတော့ဂီဂျုံကိုဘာလို့ဆင်းရဲမဲ့အလုပ်ကိုရွေးခဲ့တာလဲလို့လှောင်တလို့ပြောပြီးထွက်သွားတာကြောင့်ဂီဂျုံတယောက်သူ့အလုပ်ပေါ်တွေဝေသွားခဲ့ပါတယ်။အဲ့ဒီနောက်တော့သူတို့တွေကလတ်ထဲကနေထွက်လာခဲ့ကြပြီးဆိုင်တဆိုင်မှာဝင်ထိုင်လို့သူတို့အခုတက်နေတဲ့တင်တန်းကဟုတ်ရောဟုတ်ရဲ့လားလို့နှစ်ယောက်သားမေးခွန်းထုတ်နေခဲ့ကြတယ်။ အဲ့ဒီနောက်တော့အင်တာနက်ဆိုင်သွားမယ်ဆိုပြီးဆိုင်ပြင်ကိုထွက်လာချိန်မှာတော့လမ်းမှာကောင်မလေးတစ်ယောက်ဖြတ်သွားတာမူနှစ်ယောက်သားအမှတ်မရှိသဘောကျသွားရကနေကောင်မလေးနောက်ကနေလိုက်သွားကြပါတယ်။ကောင်မလေးကိုဘသူအရင်စကားသွားပြောမလဲဆိုတာစုံစမ်းစီလုပ်နေတော့မှာပဲသူတို့ရှိမှကားတစ်စီးပေါ်လာပြီးကောင်မလေးကိုအနောက်ကနေရိုက်လူကားပေါ်တင်ခေါ်သွားတာကိုတွေ့လိုက်ရတော့အနောက်ကနေတောက်လျှောက်ပြေးလိုက်သွားပြီးမဲ့လဲကားကိုတော့မမီခဲ့ပါဘူး။ ဒါနဲ့သူတို့နှစ်ယောက်လည်းရဲကိုဖုံးဆက်ပြီးရဲစခန်းအထိလိုက်သွားပေမဲ့လေရဲတွေကတော့သူတို့ပြောတဲ့အမှုကိုစိတ်မဝင်စားပဲသူတို့အခုအရေးကြီးတဲ့ကိစ္စကိုလုပ်နေတာလို့ပြောပြီးထွက်သွားကြပါတယ်။နှစ်ယောက်သားလည်းဘာလို့လို့လုပ်ရမယ်မသိတော့ပဲအခင်းဖြစ်တဲ့နေရာကိုပြန်လာခဲ့ကြတော့တော့ပိုကီထုတ်ကြနေခဲ့တာကိုတွေ့ပြီးသတင်းဖြစ်ဖြစ်ရလို့ရညာဆိုပြီးအနီးအနားကတော့ပိုကီဆိုင်တွေကိုလိုက်မိပါတယ်။တော့ပိုကီဆိုင်တွေကတော့မဝယ်ပဲလာတဲ့ဧည့်သည်ကိုမကြိုဆိုကြပဲသူတို့မေးတာကိုလဲတိတ်ဖြစ်ခြင်းပုံမရပါဘူး။ ဒီလိုနဲ့တဆိုင်ပြီးတဆိုင်လိုက်မေးပြီးတဲ့နောက်မှာတော့ကောင်မလေးဝယ်သွားတဲ့ဆိုင်ကိုရောက်လာခဲ့ပြီးဆိုင်ရှင်မိန်းမကြီးကိုမေးကြည့်တော့မှဘယ်မှာနေတာလဲတော့မသိပေမဲ့အလုတ်လုတ်တဲ့နေရာကိုသိတယ်ဆိုပြီးညွှန်ပေးလိုက်ပါတယ်။ဒါနဲ့သူတို့လည်းအလုတ်လုတ်တဲ့နေရာကိုသွားကြည့်တော့တရားမဝင်နဖကလော်တဲ့နေရာဖြစ်နေတာမူရဲတင်တန်းသားဖြစ်တဲ့သူတို့နှစ်ယောက်စလုံးဘသူမှမဝင်ကျင်ကြတာနဲ့စုံစမ်းစစ်ထက်လို့ရကနေဟီရိုခြုံပြီးအထဲကိုဝင်သွားရတော့တယ် ဂီဂျုံကတော့ရဲတွေရောက်လာမှစိုးတာနဲ့အပြင်မှာအဆောက်အအုံနဲ့ကြံနေခဲ့ပြီးသူ့ရဲ့မျက်နှာချင်းဆိုင်မှာခေါက်ဆွဲနဲ့ကြက်ဥချောင်းတွေစားနေတာကိုမြင်တော့တရေရေကြပြီးဆိုင်ထဲကိုဝင်သွားပါတယ်တစ်ဖက်မှာလဲဟီရိုကကောင်မလေးတယောက်ရဲ့နားတန့်ပေးနေတာကိုဇိန်နဲ့ခံနေရင်စိတ်တွေထွေဖြာမှာစိုးတာနဲ့ကိုပါကိုရိုက်ပစ်ပြီးသူ့ရဲ့လာရင်ကိစ္စကိုပဲအဲ့ဒီကောင်မလေးကိုမေးလိုက်ပါတယ် ဂီဂျုံကတော့ခောက်ဆွဲစားနေရကနေအဲ့ဒီနေရကိုရဲတွေရောက်လာတာနဲ့အထဲကိုမဝင်သွားအောင်စိတ်တူအောင်ဆက်လိုက်တော့ရဲနှစ်ယောက်လည်းသူ့နောက်ကနေပြေးလိုက်လာကြပါတယ်။ဟီရိုကလည်းပြန်ပေးဆွဲခံရတဲ့ကောင်မလေးနာမည်ကယွန်းချောင်းဖြစ်ပြီးသူ့ညီမတွေနဲ့နေတဲ့လိပ်စာကူရခဲ့လို့အပြင်ကိုရောက်လာချိန်မှာတော့ပတ်ပြေးနေတဲ့ဂီဂျုံကိုတွေ့ပြီးသူ့ပါရောရောင်ပြီးထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်တော့ယွန်းချောင်ရဲ့အိမ်ကိုရောက်လာခဲ့ရာကနေကောင်လေးတယောက်အိမ်ထဲမှာရှိနေခဲ့တာမူ ူတို့ကရဲတွေလို့ပြောပြီးယွန်းချောင်ပြန်ပေးဆွဲခံရတဲ့အကြောင်းပြောတော့အထဲကကောင်းလေးလဲတကားဖွင့်ပေးမယ်ဆိုပြီးတကားကိုပိတ်လို့အနောက်ဖက်တကားကနေထွက်ပြေးသွားခဲ့ပါတယ်။တကားဖွင့်ပူကြနေတာနဲ့ဟီရိုနဲ့ဂီဂျွန်လဲတကားကိုဆွဲဖွင့်လိုက်ရကနေယွန်းချောင်နဲ့အတူနေတဲ့ကမာလေးကခုနကလူနောက်ဖေးပေါက်ကနေထွက်ပြေးသွားတယ်လို့ပြောတာနဲ့နှစ်ယောက်တက်လိုက်ဖမ်းကြပါတယ်။ကားထားတဲ့နေရာမှာတော့ထွက်ပြေးသွားတဲ့လူမိုက်ရှိနေခဲ့ပြီးအဲ့ဒီနေရာကိုရောက်နေနေတဲ့ဟီရိုကိုဓားနဲ့ဝင်ပြီးတိုက်ခိုက်ပေမဲ့တိုက်ကွန်ဒိုမှာတင်ထားတဲ့အတိုင်းပြန်ချတာမူ တိုက်ခိုက်တဲ့လူလဲမြေကြီးပေါ်လဲကျသွားခဲ့ပါတယ်။ဂီဂျွန်ရောက်လာတဲ့အချိန်မှာတော့အောက်မှာလဲနေတဲ့လူကိုဝိုင်းချုပ်ကြပြီးဖုန်းကိုတွေ့တာနဲ့ဖုန်းလဲကိုဝင်ကြည့်လိုက်တော့လူတွေကိုအယောင်ဝယ်လုပ်နေတဲ့စာကိုတွေ့လိုက်ရပြီးသူနဲ့စာပို့တဲ့ကန်ဟူဆိုတဲ့လူရဲ့လက်စာကတ်ကိုပါရလိုက်ပါတယ်။အဲ့ဒီနောက်တော့ယွန်းချောင်းကြောင်းမေးအောင်မယ်ဆိုပြီးကောင်မလေးရီစီကိုပြန်ထွက်လာခဲ့ရာကနေယွန်းချောင်းကပထွေးရိုက်လို့ထွက်ပြေးလာခဲ့ရတဲ့အိမ်ကြီးတယောက်ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။တက်စီပေါ်မှာတော့ဟီရိုကယွန်းချောင်းကအိမ်ပြေးမို့လို့ အရွယ်ရောက်ပြီးသားအိမ်ပြေးတွေပျောက်သွားရင်ရဲတွေကလိုက်ရှာမှမဟုတ်တာမူဒုစရိုက်သမားတွေကအိမ်ပြေးတွေကိုအတိအကပြစ်မှတ်ထားပြီးလှုပ်ရှားနေတာပဲလို့ပြောပါတယ်။တစ်ဖက်မှာလည်းယွန်းချောင်ကိုဖမ်းခေါ်လာတဲ့လူတွေကမျိုးဥထုတ်ရောက်ဖို့အတွက်စေတလုံးထိုးပေးနေတာမူယွန်းချောင်ကတော့အသေးအတန်ယုံကန်နေခဲ့ပါတယ်။တက္ကစီသမားကတော့သူတို့အခုတွားနေတဲ့နေရာကတရုတ်ကိုရီးယားကပြားရီရဲ့နေရာဖြစ်ပြီးဓာတ်ထုတ်မှုတွေခဏခဏဖြစ်တာမူဂယူးဆိုင်သွားဖို့မှာတွားပါတယ်။ အဲ့ဒီနောက်တော့သူတို့နှစ်ယောက်စားတောက်ဆိုင်တစ်ခုတည်းကိုရောက်လာကြပြီးလူမိုက်ကောင်ရဲ့ဖုန်းကနေတဆင့်ဂန်ဟိုစီကိုဆက်ကြည့်လိုက်ရကနေဆိုင်ထဲမှာသူ့အဖွဲနဲ့ထိုင်နေတဲ့ဂန်ဟိုကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကံမကောင်းစွာနဲ့ဖုန်းတန်ကိုတိုးမထတော့ဂန်ဟိုဘက်ကနေဖုန်းပြန်ဆက်ရကနေသူ့လူရဲ့ဖုန်းကသူတို့နှစ်ယောက်စီမှာရောက်နေတယ်ဆိုပြီးသူတို့လူဘယ်မှာလဲလို့မေးရကနေရန်ဖြစ်ကြပြီးလူဆိုးတွေအကုန်မှောက်သွားပါတော့တယ်။ဒါနဲ့ကြံနေခဲ့တဲ့ဂန်ဟိုကိုတော့ကောင်မလေးဘယ်မှာလဲလို့မေးပြီးဆွဲခေါ်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်းလူမိုက်တွေရဲ့ခေါင်းဆောင်ကိုလူမိုက်တယောက်ကသွားအကြောင်းကြားပြီးသူတို့လူအဖမ်းခံလိုက်ရတဲ့အကြောင်းပြောပြတော့သူတို့အားလုံးလိုက်လာကြတော့တယ်။ဟီရိုကအပေါ်ကိုတယောက်ထဲတက်သွားခဲ့ပြီးယွန်းချောင်းကိုလိုက်ရှာပေမဲ့အခန်းတိုင်းမှာမိန်းကလေးတွေအများကြီးရှိနေခဲ့ပြီးကဲပေးဖို့အကူအညီတောင်းနေတာကြောင့်အောက်ထပ်မှာလူမိုက်ကန်ဟူနဲ့အတူစောင့်နေတဲ့ဂီဂျွန်ကကောင်မလေးကိုဖမ်းပြီးဘာလုပ်တာလဲလို့မေးတော့မျိုးဥထုတ်တာလို့ပြန်ဖြေတာနဲ့ဂီဂျွန်လည်းစိတ်တူပြီးထိုးလွှတ်လိုက်ပါတယ်။ ဟီရိုကလည်းအခန်းတစ်ခုကိုအတင်းဖွင့်နေတာနဲ့ဂီဂျွန်ရောက်လာပြီးဒီအခန်းလားလို့မေးတော့ဒီခန်းတစ်ခုတင်မဟုတ်ပဲအခန်းတိုင်းမှာလို့ဖြေတော့ဂီဂျွန်လဲထူပူသွားပြီးတကားကိုကန်ဖွင့်လိုက်ရကနေအထဲမှာကိုရီပူပြီးတွေးထွက်လွန်နေတဲ့ကောင်မလေးတယောက်ကိုတွေးလိုက်ရပါတယ်။ဒါနဲ့ဂီဂျွန်လဲဒီကောင်မလေးကိုအရင်ဆေးရုံပူပြီးမှနောက်ထပ်ကောင်မလေးတွေကိုကဲမဲ့ဆိုပြီးပွေ့ချီလို့အပြင်ကိုခေါ်ထုတ်သွားချိန်မှာတော့လူမိုက်တွေအများကြီးရောက်လာပါတယ်။ဂီဂျွန်ကိုကောင်မလေးကိုခေါ်ပြီးထွက်သွားခိုင်းပြီး ဟီရိုကတော့လူမိုက်တွေကိုတုတ်တချောင်းနဲ့ရှီတိုးမလာဘူးဖျဲချောင်းနေရကနေလူမိုက်ကောင်းဆောင်ရောက်လာပြီးဟီရိုကိုခြားတော့သူ့ရဲ့နောက်လိုက်တွေလည်းဝင်ပါပြီးဟီရိုကိုဆွဲခေါ်သွားပါတယ်ဂီဂျွန်လည်းအနောက်ဘက်ကနေထွက်ပြေးမယ်လို့ပြင်မဲ့လမ်းကပိတ်နေတာမှထွက်ပြေးလို့မရပဲဟီရိုရှိတဲ့စီကိုပဲပြန်ထွက်လာတော့လူမိုက်ကောင်းဆောင်နဲ့တွေ့ပြီးသူလည်းထိုးခံရိုက်ခံရတာကနေနောက်ဆုံးမှာတော့မိလဲသွားပါတယ်သတိပြန်ရလာတော့သူတို့နှစ်ယောက်စလုံးကိုလက်မြောက်ပြီးတန်းတန်းမှချိတ်ထားတာမူ ဂီဂျွန်လဲတန်းပေါ်ကိုကုတ်တွယ်လိုချိတ်ထားတဲ့ကျိုးကိုဖြုတ်လိုက်တာအောက်ကိုဘုံးကလည်းပြုတ်ကျသွားပြီးဟီရိုကိုလည်းအောက်ချပေးလိုက်ရပါတယ်။အဲ့ဒီနောက်တော့ထွက်ပြေးဖို့အတွက်တကားကိုဖွင့်လိုက်ချိန်မှာပဲလူမိုက်တွေအများကြီးလမ်းလျှောက်เสียရမရှိအောင်အိတ်နေကြတာမူနှစ်ယောက်သားလည်းအတန်မကြားအောင်ရှောက်လာကြရင်ရုတ်တရက်ဂီဂျွန်ရဲ့နာရီကထမီယာကနေလူမိုက်တွေအားလုံးနိုးသွားတာကြောင့်သူတို့လည်းထွက်ပြေးကြရတော့တယ်။ လူမိုက်တွေအများကြီးကလဲသူတို့အနောက်ကနေလိုက်လာကြပြီးမြို့နယ်ရဲစခန်းကိုရောက်တော့မှဆက်မလိုက်ကြတော့ပဲကောင်မလေးတွေကိုညာတွင်ချင်းနေရရွေ့ဘူးသူတပည့်တွေကိုအမိတ်ပေးလိုက်ပါတယ်ဂီဂျွန်နဲ့ဟီရိုကတော့ရဲစခန်းထဲမှာရောက်နေပြီးအဆောက်ရဲကိုမင်းကလေးတွေပြန်ပေးဆွဲခံရတဲ့အကြောင်းပြောပေမဲ့လဲရဲကအရေးမပါတဲ့မှတ်ပုံတင်ကိုပဲပြခိုင်းနေတာမူဂီဂျွန်ကမှတ်ပုံတင်ကလူတက်ထက်ပူပြီးအရေးကြီးနေတာလားလို့မေးရင်းကနေအဆောက်ရဲကိုဆဲလိုက်ပါတယ် အဆောင်ရဲလဲသူ့ကိုဆဲတဲ့ဂီချွန်တို့နှစ်ယောက်ကိုကျင်ဆက်နဲ့ပြစ်လိုက်တော့မေးလဲသွားကြပြီးမနဲ့ရောက်တော့မှသူတို့ရဲ့တင်နှန်းချောင်းကပေါမောက်ခရန်ရောက်လာပြီးအမခန်နဲ့ထုတ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်တော့ဂီချွန်ကမိန်းကလေးတွေပြန်ပေးဆွဲခံရတဲ့အကြောင်းနဲ့အဲ့ဒီနေရာကိုခေါ်သွားပေမဲ့လဲညာရင်းချင်းလူတွေကိုခေါ်ထုတ်သွားတာမူတယောက်မှ မရှိတော့ပဲတွေးဆရတွေတာကြံနေခဲ့ပါတယ်။ ူတို့ဆရာကတော့ဒီကိစ္စကမြွေနယ်ရဲတွေကင်တွေရမှာမဟုတ်ဘူးဆိုပြီးအထက်ကိုပဲတာဝန်လွှဲပေးဖို့ပြောပြီးသူတို့ကိုစာဆက်တင်ဖို့ပြောတော့နှစ်ယောက်စလုံးကလည်းဒါဆိုဒီအမှုကိုဘယ်ချိန်လောက်စုံစမ်းမှလဲလို့မေးပါတယ်။ဆရာကတော့တပတ်နှစ်ပတ်အတွင်းစလိုက်မယ်လို့ပြောတာကြောင့်နှစ်ယောက်စလုံးကလည်းအဲ့ဒီအချိန်ထိသာစောင့်နေရင်နဲ့နာသူတွေတေကုန်ကြမှာမူသူတို့အရင်လှုပ်ရှားမယ်လို့ပြောပြီးဟီရိုကကားနံပါတ်ကိုမှတ်မိတာမူစုံစမ်းပေးဖို့သူတို့ဆရာကိုပြောလိုက်တယ်။ ဒါနဲ့ဆရာလဲကားနံပါတ်ကိုလှမ်းဆက်မေးရကနေတရားမဝင်နံပါတ်ဖြစ်နေတာမူဒီနံပါတ်ကိုသိချင်ရင် CCTV တွေကနေတဆင့်လိုက်ရမယ်လို့ပြောပြီးတလအတွင်းစုံစမ်းပေးလိုက်မယ်လို့ပြောပေမဲ့လည်းနှစ်ယောက်စလုံးကအလင်းလိုနေတာနဲ့ဆရာကအရေးကြီးတဲ့အလုပ်တွေကိုဖြစ်ပြီးမင်းတို့အလုပ်ကိုပဲလိုက်လုပ်ပေးနေရမှာလားလို့မေးပြီးစာသာပြန်တင်ကြဖို့ပြောလိုက်ပါတယ် သူတို့နှစ်ယောက်လည်းလက်လျှော့ပြီးအကြောင်းကိုပြန်လာတဲ့အချိန်မှာပဲပြည်ထဲကြီးရဲ့သားကနေတဆင့်မျိုးရဲ့ CCTV မှတ်တမ်းတွေအားလုံးသူတို့ရဲ့နီးပြစီမှာအကူအညီတောင်းလို့ရတယ်ဆိုတာသိလိုက်ရပြီးနှစ်ယောက်လည်းနီးပြစီကိုအမှုအကြောင်းပြောပြလို့ license မတင်ထားတဲ့ကားနံပါတ်အကြောင်းစုံစမ်းပေးဖို့ပြောလိုက်တယ်။စုံစမ်းနေတဲ့အတော်အတွင်းမှာတော့နှစ်ယောက်စလုံးဘသူအကူအညီမှမယူဘဲကိုယ်တိုင်လုပ်မယ်ဆိုပြီးပါမောက်ခရန်နမင်းနဲ့ရဲပစ္စည်းတွေကိုသွားထုတ်ပြီးတိုက်ခိုက်ရေးနဲ့လေ့ကျင့်ရေးကိုလည်းအရင်ကထက်နှစ်ဆပိုလေ့ကျင့်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာပဲနီးပြစီကနေဖုန်းရလာပြီးသူတို့စုံစမ်းခိုင်းတဲ့ကားကနိုဝင်ဘာ7နဲ့15ရက်နေ့ကအမှုပညာစင်တာဘက်ကသွားတဲ့အကြောင်းနဲ့ကားနောက်ကနေအိမ်မျိုးပွားစည်းကမ်းလိုဂိုနဲ့ကားတစည်းပါလာတဲ့အကြောင်းပြောပြီးလိုရမယ်ရစုံစမ်းကြည့်ဖို့ပြောလိုက်ပါတယ်။ဒါနဲ့ဟီရိုနဲ့ဂီဂျွန်လည်းအိမ်မျိုးပွားစည်းကမ်းကိုစုံစမ်းရကနေမျိုးဥတွေကိုအဲ့ဒီမှာသွားရောက်နေဆိုတာသိသွားပြီးတူတူလာကဲမှမူအသက်ရှင်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ ိတ်မျိုးပွားစည်းကမ်းရဲ့ဆရာဝန်ကတော့ယွန်းချောင်းကိုမျိုးမပွားနိုင်တဲ့လင်မယားနှစ်ယောက်စီမှာရောင်းစားနေခဲ့ပြီးလင်မယားနှစ်ယောက်ကလည်းဘလောက်ပေးရပေးရယူမယ်လို့ပြောပါတယ်။ဒါကြောင့်လူမိုက်တွေကလည်းမင်းကလေးတွေကိုကားတစ်စီးနဲ့ဆေးရုံစီကိုဆုတင်သွားပြီးစည်းကမ်းမှာရောင်းစားလိုက်ကြပါတယ်။ဟီရိုနဲ့ဂီဂျွန်လည်းဝစ်ဆုံပြေးဝစ်ပြီးကားပါကင်ကိုရောက်လာလို့လူမိုက်တွေနဲ့မိုက်ကြီးခွဲတိုက်ခိုက်ကြရပါတော့တယ်။အများကြီးနဲ့နှစ်ယောက်တိုက်ခိုက်ရတာမူဂီဂျုံကတော့နှာခေါင်းနာသွားပြီးဟီရိုကတော့လက်စစ်လွဲသွားခဲ့ပါတယ်။ ဒါပေမဲ့လည်းစေကအထီရောက်လာကြပြီးဓက်လီကားကနေတဆင်ခွဲစိတ်ခန်းကိုတက်လာတဲ့အချိန်မှာပဲလူမိုက်ကောင်းဆောင်နဲ့တွေ့ပြီးလူမိုက်ကောင်းဆောင်ကိုလည်းနှစ်ယောက်တရာဝိုင်းဖိုက်ကြရပါတယ်။ဒီပွဲကိုမစခင်လေးကျင်ရေးတွေအသေးလှုပ်ထားခဲ့တာကြောင့်မို့လူမိုက်ကောင်းဆောင်ကိုအနိုင်ရခဲ့ပေမဲ့လည်းနှစ်ယောက်ချီနေကလည်းတိတ်မဟန်ချင်ပါဘူး။ အဲ့ဒီနောက်တော့လူမိုက်ကောင်းဆောင်ကိုလက်ထက်ရောခြေထက်ရောခတ်ပစ်ပြီးခွဲစိတ်ခန်းထဲကိုဝင်လိုက်ချိန်မှာပဲခွဲစိတ်ဖို့လုံနေတဲ့ဆရာဝန်ကိုတွေ့သွားပြီးဟီရိုကဆရာဝန်ကိုရိုက်ချရာကနေဆရာဝန်လဲမိလဲသွားခဲ့တယ်လို့ရောင်းစားခံရမယ်မိန်းကလေးတွေအားလုံးကိုလည်းကဲတင်လိုက်နိုင်တော့တယ် နောက်တစ်နေ့မှာတော့ဂီဂျွန်နဲ့ဟီရိုကိုအထက်အမိတ်မနာခံပဲလှုပ်ချင်တာလှုပ်တယ်ဆိုပြီးရဲမှုကနေကြောင်းထုတ်ဖို့အတွက်ဆွေးနွေးပွဲကိုဆင့်ခေါ်ခံရပြီးပမောက်ခရန်ကတော့ကြောင်းထွက်ရလဲအဆင်ပြေတာလားလို့မေးတော့နှစ်ယောက်စလုံးကတူတူမှန်နဲ့ထင်တာကိုလုတ်ခဲ့ကြတယ်လို့ပြောပြီးကြောင်းတော့မထွက်ချင်ဘူးလို့ပြောကြပါတယ်။ဒီလိုနဲ့ဆွေးနွေးကြရာကနေတစ်ဖက်ကကြောင်းထုတ်ဖို့ပြောပြီးကျန်တဲ့တစ်ဖက်ကလည်းတူတူကဲကဲလို့အမှုကြီးတစ်ခုကိုဖော်ထုတ်နိုင်သွားတယ်လို့ပြောပြီးကြောင်းမထုတ်သင့်ဘူးလို့ပြောပြီးအငင်းပွားခဲ့ကြပါတယ်။ ပါမောက္ခရန်ကတော့ရဲတွေရဲ့အလုတ်ကပြည်သူကိုကာကွယ်ရမှာပဲလို့တင်ထားခဲ့တာကြောင့်သူတို့နှစ်ယောက်ကမန္တာကိုပဲလုတ်ခဲ့တယ်လို့ပြောပြီးအခုလိုလုံနိုင်ခဲ့တဲ့သူတို့နှစ်ယောက်ကိုတောင်းအားကြမိပါတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်တော့ဆွေးနွေးပွဲလဲပြီးသွားခဲ့ပြီးပါမောက္ခရန်ကအကြောင်းမထုတ်ပေမဲ့ကျောင်းတနစ်တီတီနားရမယ်ဆိုတဲ့အကြောင်းနဲ့အဖြစ်ပေးနိုင်900ပေးခံရတယ်ဆိုတဲ့အကြောင်းပြောပြလိုက်တော့နှစ်ယောက်စလုံးလဲကြောင်းမထွက်ရတာမူပြောသွားကြပြီးသူတို့လုံနိုင်ခဲ့တဲ့ကိစ္စအတွက်လဲဂုဏ်ယူနေတော့တယ်။အဆုံးထိကြည့်ရှုနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။